950နိဗ္ဗတ်တော်တဲကမကဒေဝဇတ်ကိုဖပြပေးသွားတော့မှာပဲဖြစ်ပါတယ်ခမညာမကဒေဝဇတ်တော်ထွက်သွားသူမင်းကြီးအခါတစ်ပါး၌နတ်လူတို့ဇရာဖြစ်တော်မူသောမြတ်စွာဘုရားသည်စေတဝန်ကျောင်းတော်၌တည်င်းတုံးတော်မူစဉ်ယဟန်တို့သည်မြတ်စွာဘုရားတော်ထွက်တော်မူခြင်းကိုချီးမွမ်းကာနေကြကုန်၏ထိုအခါမြတ်စွာဘုရားသည် ကြွလာတော်မူ၍ယဟန်တို့ယခုငါဖျားကြွလာတော်မူသောအခါဘုရားတပင်ဝဲဘယ်စကားဖြင့်စီဝေးကြကုန်သနည်းဟု မေးတော်မူလျင်ယဟန်တို့သည်အရှင်ဘုရားတော်ထွက်တော်မူခြင်းကိုချီးမွမ်းအံ့ဩပြောဆိုကြပါကြောင်းလျှောက်ထားကြတော်အခါယဟန်တို့ယခုအခါသာငါတော်ထွက်တော်မူသည်မဟုတ်ရှေးအခါကလည်းတော်ထွက်တော်မူခဲ့ပြီဟု အောက်ပါအသိစက်ကိုဆောင်၍ဟောတော်မူပါれရှေးလွန်လေပြီးတော့အခါဝိတေဟရစ်တိုင်းမိထီလာပြည်ဝဲမာကဒေဝမင်းကြီးသည်နှစ်ပေါင်းများစွာတရားသဖြင့်မင်းပြုတော်မူပါれထိုမင်းကြီးသည်တနေ့တစ်၌ဆက်တာတဲ့ကိုခေါ်စီပြည်လျင် အမောင်ဆက်တာတဲ့ငါ့ဦးကောင်း၌စပင်ဖြူကိုမြင်လျင်ငါ့ကို ပြောကြပါဟုမာကြားထားလေတယ် ကာလကြာရှည်လက်တော်စက်တာတဲ့ဒီမင်းကြီး မောက်စိတ်စပင်တို့ကိုပြုတ်ပြင်းစဉ်မင်းကြီးဦးကောင်း၌စပင်ဖြူတပင်ကိုမြင်၍အရှင်မင်းကြီးအရှင်မင်းကြီးဦးကောင်း၌စပင်ဖြူတပင်မြင်ပါသည်ဟုလျှောက်ထားပါလေမင်းကြီးလည်းအချင်းစက်တာတဲ့ထိုတို့ဖြစ်လျင်နှောက်၍ငါလက်ပေါ်တို့တင်ပြပါဟုဆိုလေလျင်စက်တာတဲ့လဲရွှေမွှင်းညက်ဖြင့်နှောက်ပြီးလျင် မင်းကြီးလက်ပေါ်တို့တင်ပြပါရယ်မင်းကြီးလဲထိုအခါနှစ်ပေါင်း၈၀၀၀၄၀၀၀တန်အောင်အသက်ကျွင်းရှိသည်ထိုတို့အသက်တာရှည်နေရအောင်မည်ဖြစ်တော်လဲလက်ဝါပေါ်၌သပင်ပြူပင်ကိုသစိတ်စိတ်ကြည့်ရှုကတေမင်းလာပြီးအနားတွင် ထိုင်နေတကဲ့သို့၎င်းမိတပြောင်ပြောင်တောက်လောင်နေတော့တိရွက်မိုးအိမ်အတွင်း၌တည်နေရတကဲ့သို့၎င်းကြောက်ရွံ့ထိတ်လန့်ခြင်းတို့ရောက်လေတယ် ဟေမာကဒေဝမင်းမိုက်တင်ကားသပင်ဖြူ၍အိုမင်းတီတိုင်အောင်ထီးနှံအာယုံကံမကုံညစ်တို့ကိုမစွတ်ပြစ်နိုင်ပါတကားဟုညဉ့်ညူကစဉ်းစားနေစဉ်တကိုယ်လုံးချွေတီတီကြပြီးလျင်ငါဒီယနေ့ပင်တောထွက်အံ့ဟုကြံစီဆုံးဖြတ်လျက်ဆက်တာတဲအားအခွန်တသိန်းထွက်တော့ရွာစုကို ပေးဒနာတော်မူတယ်။တဖန်သားကြီးကိုခေါ်စေပြီးလျင်ချစ်တာ ငါဥကောင်းပေါ်တွင်စပင်ဖြူပင်ပေါက်ကအိုမင်းချင်းတို့ ရောက်ပေပြီလူတို့ကာမကုံချမ်းသာကိုခံစား၍ပြီးချေပြီယခုအခါနတ်တို့ကာမကုံချမ်းသာကိုရှာမီးရန်တောထွက်ချိန်နံပြီဟုတာကြီးအားထင်းနှံကို လွှဲရပြီးလျင်ယဟန်ပြုလျက်မာကဒေဝဥယျာမပင်တရားအားထုတ်၍နေတော့မည်ဟုဆိုပါ၏ထိုအခါအမတ်တို့လည်းအရှင်မင်းကြီးအဘဲเจ้าယဟန်ပြုပါသည်နီး ယဟန်ပြုခြင်းအကြောင်းကို အမိတ်ရှိပါဟု ရှောက်ကြလေလျင်အိုအမတ်တို့တေမင်းတမန်ဖြစ်၍အိုမင်းချင်းကိုညွန်ပြတတ်သောစပင်ဖြူပင်ဥကောင်း၌ပေါရောက်၍လာချီပြီတို့အတွက်ယဟန်ပြုဖို့အချိန်တန်ပြီဟုမိတ်ကြားကာထိုနေ့ပင်ယဟန်ပြုလေယဟန်ပြုပြီးလျင် မာဃဒေဝဥယျံတော်တို့ဝင်ရက်နှစ်ပေါင်း၈၄၀၀ပတ်လုံးဗျာမဝိဟာရတရားအားထုတ်ကာ မရောက်တော့ဆံဖြစ်ပေလွန်လျင်ယမအပြီတို့ရောက်လေထိုမှတပန်းစုတေပြန်လျင် မိထီလာပြီဝဲနေမိမင်းဖြစ်၍မိမိအနွယ်တော်ကိုဆက်ဆက်ကားသပင်ဖြူကိုမြင်၍တပန်းတော်ထွက်ပြေးလျင်ယမဝိဟာရတရားကိုပွားများအားထုတ်ကားပေလွန်လျင်ယမအပြီတို့ရောက်ရပြန်ပါ၏ဤဒေဒနာ၏အဆုံးဝယ်တချို့သောယဟန်တို့သည်သောတာပန်တချို့တက္ကအနာကံ တချို့အနာဂံတချို့ယဟန္တာအဖြစ်တို့ရောက်ကြကုန်ပါလေဤတို့တွင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပံနတန်သောဝတ္ထုတို့ကို အနုတတိဆက်တော်မူလျက်ယဟန်တို့ထိုအခါဆက်တာတည်းသည်ယခုအခါအာနန္ဒာဖြစ်တယ်တားတော်ကြီးသည်ယာဟုလာဖြစ်တယ်မာကဒေဝမင်းသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူပါ၏အနှစ်ချုပ်လိုက်လျင် ာမကုံခန်းစားနေရတော့လေဘုရားဓမ္မကိုမမေ့ရကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ